ဂျူရီယန်တင်ပါရဲ့အမွားညေကိုကွင်တန်တင်ပါကိုအာဆင်နယ်သင်းခေါ်ယူဖို့စဉ်းစားနေဘောလုံးကြပ်သူများအတွက်ကျွန်မတို့ရဲ့ဝမ်မီလီယန် channel ကနေတင်ပြပေးပါမယ်။အဆန်နဲ့တင်းဟာနယ်သာလန်နောက်ခံလူဂျူရီယန်တင်မာရဲ့အမွားညီကိုဖြစ်တဲ့ဖီယန်နုကွန်းလန်ကစားသမားခွင်တန်တင်မာကိုခေါ်ယူဖို့စဉ်းစားနေကြောင်းသိရပါဗျ။ခွင်တန်တင်မာကဂျူရီယန်တင်မာနီးတူ Ages Academy မှာဖြတ်သန်းခဲ့ပူသူဖြစ်ပြီးတော့ Professional ကစားသမားဘဝကိုကူးပြောင်းချိန်မှာတော့ဂျူရီယန်က Ages အသင်းမှာစတင်ခဲ့ပြီးခွင်တန်ဟာ Ultra အသင်းကိုပြောင်းရွှေ့ခဲ့ရပါဗျ။ အိုင်နောက်ဒူရန်ကအေဂျက်စ်ကနေအာဆင်နယ်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးကွေနန်ကတော့ဥထရက်ကနေဖီယန်နုကိုရောက်ရှိခဲ့တာပါ။ ကွန်းနန်ထင်မာကလာမယ့်2026နွေရာသီမှာဖီယန်နုတင်တဲ့အစားသုတ်တံတန်းကုံဆုံတော့မှာဖြစ်တာကြောင့်ပြောင်းရွှေ့ကြေးအလွတ်နဲ့ရရှိနိုင်မဲ့သူကိုခေါ်ယူလို့တဲ့အသင်းတွေအတော်များများရှိနေပြီးနာပိုလီအသင်းကစတင်ဆက်သွယ်နေပြီဖြစ်ကြောင်းလည်းသိရပါဗါအာဆင်နယ်အသင်းကလည်းကွန်တန်ရဲ့ခြေစွမ်းကိုစောင့်ကြည့်နေပြီးအမှန်တကယ်ခေါ်ယူဖို့စူးစမ်းခဲ့မယ်ဆိုရင်ဂျူရီယန်ထင်မာကြောင့်တခြားသင်းတွေထက်အခွင့်အရေးပိုတာနိုင်ကြောင်း သုံးသပ်မှုတွေရှိနေပါတယ်သူတို့ရဲ့အကူဖြစ်တဲ့ဒါလန်ထင်မာကလည်း professional ဘောလုံးသမားပဲဖြစ်ပေမဲ့နယ်သာလန်လက်ရွေးစင်အသင်းအတွက်ရွေးချယ်ခံရ ရခြင်းမရှိသလိုလက်ရှိချိန်မှာနယ်သာလန်ဒုတိယရန်ကလပ်မှသာကစားနေရကြောင်းလည်းသိရပါဗျာ။